ီပိစိကဘုရားဖြစ်ဖို့ဆိုတာဘလို့ပါရမီတွေဖြည့်ခဲ့ဘယ်လိုတွေလုပ်ခဲ့ရတယ်လဲလို့ဆိုတာဒါကတည်တင်တည်လိုက်တဲ့အချက်တွေပေါ့နော်မှန်ပါပါတို့တော့ပိစိကဘုရားအလောင်းပါရမီဖြည့်တယ်ဆိုတဲ့ဇလန်းတွေကတော့တဲပြီးတော့မရှိဘူးတဲပြီးတော့မရှိဘူးမရှိတဲ့အတွက်ကြောင့်တို့ဘယ်လိုဒီဘောရိတ္တဗျာအလောင်းပါရမီဖြည့်တယ်လို့ 950ဇတ်တည်းလူသူတို့ရဲ့အတိတ်ဘဝဇာလန်းนี่မြန်မြန်ဆဆမှတ်တမ်းတင်ထားတာမရှိသည့်အတွက်ကြောင့်သိနိုင်ခွင့်မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘယ်တော့ပါရမီဖြည့်ရတော့ဆိုနှစ်အသင်ခြေနဲ့ကဘာတသိန်းနဲ့ဖျားဖြစ်ဖို့ရကအနည်းဆုံး၄အသင်ခြေနဲ့ကဘာတသိန်းနဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီထဲမှာတရာရိကဖျားဆိုလို့ရှိရင်၈အသင်ခြေနဲ့ကဘာတသိန်း ဝိရိယအဓိကကျတော့16သင်ချင်တဲ့ကဘာတသိလို့ဒီလိုပါရမီဖြစ်ရတာတွေရှိသေးတယ်ပေါ့ဖျားဖြစ်ဖို့ကျတော့၄သင်ချင်တဲ့ကဘာတသိရှိတယ်၈သင်ချင်တဲ့ကဘာတသိဖြစ်တယ်16သင်ချင်တဲ့ကဘာတသိရှိတယ်လို့သူတို့ရဲ့တတ်တာစွမ်းအားပညာစွမ်းအားဝိရိယစွမ်းအားတွေအလိုက်နှစ်အတိုင်းတာလို့ကွဲပြားခြားနာမှုရှိတယ်ဒါတော့ဖိစိကဗုဒ္ဓတွေကျတော့အဲ့လိုကွဲပြားခြားနာမှုမရှိဘူးဖိစိကဗုဒ္ဓဖြစ်ဖို့ရာကျတော့ မြင့်အတင်ချေနဲ့ကဘာတသိမ့်ပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အတင်ချေနဲ့ကဘာတသိမ့်လို့သူတို့ဆိုတယ်။ဂျန်နဲ့မဟာတဝကတွေကတော့ကဘာတသိမ့်လောက်ပဲပါရမီဖြစ်ရတယ်။ပဂတိတဝကတွေကတော့အဲကုသကောင်းမှုလုပ်ပြီးတော့အခြေခံကြသွားရင်အခုဘဝဖြစ်နောက်ဘဝကြွချင်းကြွမှာပဲဒါတော့နော်။သိပြီးတော့ရေရှည်လုံးเสียမလို့ဘော။အဲ့တော့ ဒီထူးချွန်ထက်မြက်တဲ့ပုံကုမျိုးမဟုတ်ဘူးတာမန်ပုံကုဆိုလို့ရှိရင်လွယ်တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုံကုမျိုး ဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါတော့ဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့အဲ့တော့ဘိသိကဗုဒ္ဓရှင်မြတ်တွေဟာနှစ်တင်ချင်းနဲ့ကမ္ဘာတသိန်းပါရမီ ဖြည့်ပြီးမှပစ္စည်းကဗောဓိဉာဏ်ကိုရကြတာတဲ့ဒါပြင်ဘယ်လိုခေတ်ခါမျိုးမှာပစ္စည်းကဗုဒ္ဓပွင့်လာတော့လို့ဆိုတော့ သူကဖျားမပွင့်တဲ့ကဘာမျိုးမှလည်းမပွင့်ဘူး။တုံညကဘာလို့ခေါ်တာပေါ့။အဲ့ဒီလိုဟာမျိုးမဟုတ်ဘဲနဲ့ဖျားပွင့်တဲ့ကဘာမျိုးမှဖျားမပွင့်ခင်ပွင့်တယ်။ဖျားတဆူနဲ့တဆူချားမှာပွင့်ညာတယ်ပေါ့နော်။ဖျားမပွင့်တဲ့အချိန်မှာပွင့်ညာ။ကောရမမြတ်စွာဘုရားနဲ့ဖျားလောင်းလေးမွေးလာသည်ထီအောင်နောက်ဆုံးပြည့်စစ်ကဘုရားတဆူဟာကြံ့ရင်သေးတယ် ဖះလောင်းလေးမွေးဖွားလာတာကိုသတင်းကိုသူသိသွားတယ်။အဲ့ဒီပိဿကဗုဒ္ဓရဲ့ဖွဲ့တော်ကမာတင်ကပိဿကဗုဒ္ဓတဲ့။ဒီပိဿကဗုဒ္ဓကဖះလောင်းလေးဖွားလာပြီဆိုတာကိုသူသတင်းကြားသွားတယ်။ကြားသွားပြီးတော့သူပြိဋိဘံဆန်းသွားတယ်။အဲ့ဒါနောက်ဆုံးပိဿကဗုဒ္ဓဆိုအဲ့တော့ဖះပွင့်တဲ့ကဘာမှာသူတို့ပွင့်ကြတယ်လို့ဒီလိုဆိုတာပေါ့။သို့သောဖះနဲ့ပြိုင်ပြီးတော့ဖះရောပိဿကဗုဒ္ဓရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူး။ ရှိဘူးဒါလေးကဟိုမှတ်သားစရာဘာဖြစ်လို့မတွေ့တာရောလို့မေးစရာလဲရှိကောင်းရှိနိုင်တယ်ပေါ့ तू ကတပြည့်မဟုတ်ဘူး तू ကိုယ်တိုင်သစ္စာလေးပါးကိုထိုးရင်းရည်တည်တာကိုယ်ပိုင်ဉာဏ်နဲ့တည်တာမို့ तू ကိုပစ္စေကကိုယ်ပိုင်ဉာဏ်နဲ့တည်တာလည်းပဲအတိအသီးတူးနဲ့တူဆက်သွယ်မှုမရှိဘူး तू ကနော်ပစ္စေကဆိုတာအတိအသီးကိုယ်အာယုန်နဲ့ကိုယ်ကိုယ်လမ်းနဲ့ကိုယ်ရှောက်ပြီးတော့ဖျားဖြစ်ကြတာ သူစီယာမနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပြိစိကဗုဒ္ဓဟာတပြိုင်နဲ့900လဲပွင့်နိုင်တယ်အထီးတယ်လဲပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့တမ္မတမုဒ္ဓဘုရားကြတော့တဆူပဲပွင့်လို့ရနှစ်ဆူပွင့်လို့မရတဆူဆိုတဲ့အချိန်မှာဘယ်အချိန်ထိအောင်သွားတာတုံးဆိုတတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဘုရားမပွင့်ရသေးဘူးသူကဆိုပါစို့ဂေါရမမြတ်စွာဘုရားရဲ့ဓာတ်တော်တွေရှိနေသေးရင်အရိပတိယဘုရားမပွင့်ဘူး ဒါကြောင့်မို့လို့နောက်ဆုံးကြတော့ဓာတုအန္တရဒါနဒီဘုရားသာသနာကွယ်သွားပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးယူသိလေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဖះဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီတတ်တော်တွေဟာစာအဆူရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်တွေဘယ်နေရာမှာပဲရှိရှိရှိသမျှဓာတ်တော်တွေဟာဒီဟိုကျောင်းကမဟာစေတီတဲ့ရောက်သွားမယ်လို့ပြောတာသူကသူပြောင်းသွားကြတာเนาะ အဲ့ဒီကမှရှိသမျှဓာတ်တော်တွေဟာအခုဗောဓဂယမဟာဗောဓိပင်နေရာကိုကြွသွားကြပြီးတော့ဖះရဲ့အသွင်တရံပုံတန်တန်ဖန်ဆင်းပြီးတော့တကိုးတွေဘာတွေပြပြီးတော့မှဒေဇောဓာတ်လောင်ပြီးဓာတ်တော်လေးဟာတဆူးမှမကြံအောင်အကုန်လုံးပျောက်ွယ်သွားမှာလေဒါဓာတုအန္တရဌာနဆိုတာရှိတယ်ပေါ့ဒါမို့ဖះတဆူရဲ့ဓာတ်တော်ဟာနောက်ဖះတဆူလက်ထက်ထီအောင်မရှိနိုင် ှိနေသေးရင်နောက်ဘုရားမပွင့်နေဘူးဒီလိုဆိုလိုတယ်သူကအားလုံးလက်စတုံးသွားတော့ပစ္စေကဘုရားကျတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်မတူတာလေးတွေကိုသိထားအဲ့တော့ပစ္စေကဘုရားဆိုတာဖျားတယ်တော့တစ်ဆင့်နေတယ်တစ်ဆင့်နေတယ်ဆိုတာအကြီးချင်းအပြင်တစ်ဆင့်နေသွားတယ်တက ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့လို့ဧကတဝကရီတဲ့တဆင့်မြင့်တယ်သူကအဲ့ဒီရှားမှာပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောရမှာအဲ့တော့ပိစိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘုရားဆိုတာတော့သစ္စာလေးပါးကိုတည်သူပိစိကဆိုတာအတီးအီးကိုပိုင်နီးနဲ့သစ္စာတရားကိုသိသွားတဲ့ဘုရားလို့ဒီလိုပြောတာเนาะ အဲ့တော့သမသမုဒ္ဒရာကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖရာငယ်လို့ခေါ်ကြတာပေါ့။ဒါကတော့အကြီးငယ်ဆူလာဗုဒ္ဓမဟာဗုဒ္ဓလို့စာထဲမှာတော့ဒီလိုမသုံး။သို့တော့ဗမာတွေကသုံးတယ်ဖရာကြီးဖရာငယ်။နော်။ဖရာကြီးဖရာငယ်လို့သုံးတယ်ဗမာစာပေမှာတော့။အဲ့တော့ငယ်တယ်ဆိုတာခုံအားဖြင့်ငယ်တဲ့သဘောကိုပြောတာနော်။ တမ္မသမုဒ္ဒဖရာမှာရှိတဲ့အကြီးချင်းမျိုးသဗ္ဗညုတဉာဏ်တို့လိုဟာမျိုးအိန္ဒြိယပရောပရိယတိတို့အာတယာနုတရားတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ဉာဏ်မျိုးတွေဒီပိစိကဗုဒ္ဓမှာမရှိဘူးသို့သောကိုယ်ပိုင်ဉာဏ်နဲ့အတိအသီးပိစိကဆိုတာအတိအသီးပတ္တိကုလာအတိအသီးသစ္စာတရားကိုသိပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့သစ္စာတရားကိုသိပြီးတော့ ပစ္စကဘုရားဖြစ်ကြတာအရတ္တမေရတ္တဖို့ကိုရကြတာပေါ့ရှင်သာရိပုတ္တရာတို့ရဲ့အရတ္တမေရတ္တဖို့နဲ့စွန့်ရည်ထက်တယ်ပေါ့ဝိဇ္ဇာ၃ပါးအဘိညာဉ်၆ပါးပဋိသင်္မိရာညာ၄ပါးဆိုတာတွေတော့ပါတာပေါ့သူလည်းထူးခြားထက်မြက်တဲ့အရာချင်းတွေရှိတယ်ထူးခြားထက်မြက်တဲ့အရာချင်းတွေရှိတယ်အဲ့လိုပစ္စကဘုရားတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိလို့ ပတ္တိကုလဗုဒ္ဓတိသံဖရာတွေလို့ဒီလိုပြောအောင်သို့သောပိစိကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ရတယ် silent ဆိုတဲ့အဓိပ္ပာယ်ကစကားမပြောဘူးတိတ်တိတ်နေတယ်လို့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပိစိကဗုဒ္ဓတွေစကားပြောပါတယ်ခုသူတို့ဟောတော်တဲ့တရားတွေလည်းရှိတယ်တရားမဟောဘူးဆိုတာမဟုတ်ဘူး မဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာတုံးဆိုတော့အထက်ကရာမှာရှင်းထားတာရှိတယ်ပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းပြီးတော့တရားဓမ္မကိုသိတာမှန်တယ်သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလိုသိသွားအောင်ပြောနိုင်စွာမရှိဘူးလို့တွေ့လို့ဆိုလိုတယ်နော်မဟောတာတော့မဟုတ် သို့သောတေဂရာမှာရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့အနေနဲ့လူတယောက်ဟာအိမ်မက်မဲ့ရင်သူ့အိမ်မက်အကြောင်းကိုသူဘလို့လို့ပြန်ပြောပြအဲအဲနဲ့လောက်အောင်ပါပေါ့အဲအခုခေတ်တော့စကားပြောတဲ့နေ့တွေရှိတယ်လေလက်ကလေးတွေကိုချိုးတီချိုးပြပြီးတော့အဲ့တော့ပိစိကဗုဒ္ဓကသူသိတဲ့တရားကိုပြန်ပြီးတော့ဟောဖို့ဆိုတာတခြားပုဂ္ဂိုလ်တွေဟောဖို့ဆိုတာ ူမှာအဲ့ဒီဆိုင်တန်တီတော်မရှိဘူးလို့ဒီလိုဆိုတယ်။နောက်ဥပမာတစ်ခုပေးထားတာတော့တောထဲမှာအမြဲနေတဲ့မုံဆိုးတယောက်ဟာမြို့တက်ပြီးတော့ဖာလူတာတောက်တယ်ပေါ့။အဲတောရောက်တဲ့အခါဖာလူတာဘလောက်ကောင်းတယ်ဆိုတော့သူပြန်ပြပြောတတ်ဖူတဲ့။ရှိမှမရှိတာ။ဟုတ်လား။စာထဲမှာတော့ဖာလူတာလို့မပါဘူးနားလဲအောင်လို့ပြောပြတယ်။ ိုးဘုံကစားလာတဲ့အစာအာဟာရရဲ့အရသာကိုတောရောက်တဲ့အခါသူပြန်မပြောတတ်ဘူးတဲ့တောမှာစကလုံးမရှိဘူးပေါ့လေအဲ့ဒါပြောဖို့အဲ့ဒီအဓိပ္ပာယ်မျိုးလို့ဆိုတာပဲအဲ့ဒါကိုကြည့်ပြီး silent ဗုဒ္ဓလို့ဘာသာပြန်တာတော့ဒါမဟုတ်ဘူး90ထဲမှာပိစိကဗုဒ္ဓကတရားဟောတော်တာရှိတယ်အရိန္ဒမမင်းဆိုတော့ဘုရားလောင်းအဲ့ဒီဘုရားလောင်းနဲ့ပိစိကဗုဒ္ဓအဲ့ဒီတော့တကယ်ချင်းဖြစ်ကြတယ်တကယ်ချင်းဖြစ်တော့ အဲ့တော့ပိစိကဘုရားဖြစ်တာကပရောဟိတ်ပုံနာဖះလောင်းကဘယင်အဲ့ဒီမှာသူတငယ်ချင်းကိုသူလိုတောထွက်ပြီးတော့တရားတို့တရားမြတ်ရားစေခြင်းအဲ့ဒီအချိန်မှာဟိုကထိနန်းစည်းစိမ်မစွန့်နိုင်ကံကုန်အာယုန်တွေကမစွန့်နိုင်သူကမစွန့်နိုင်တော့ဘာနဲ့ဥပမာပေးပြီးဟောတော်တော့ဆိုကြီးမိုက်ကြီးတကောင်အကြောင်းဥပမာပေးပြီးဟောတော် မင်းဒီနန်းဒီနန်းစီစဉ်နေကိုဒီတိုင်းသာဆက်လက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ပြောသွားတာဒီလိုတော့ဟောနိုင်တယ်သူဟောတယ်ဆိုတာတွေ့နော်ဥပမာပေးတာလေကြီးကန်းတကောင်ကတဲ့ခင်းကမြေကျောမှာမျောလာတယ်အိန္ဒိယနိုင်ငံစတိုရီဆိုခင်းကပေါ့ဒီကတော့အေယာဝတီနဲ့ပြောအောင်ပေါ့နော်ခင်းကမြေကျောမှာစင်းလေးကောင်ကြီးမျောလာ မျောလာတဲ့အခါကြီးတစ်ကောင်ကအဲ့ဒါမြင်တော့စနေကောင်ပေါ်ပြန်ချလိုက်တယ်ပြန်ချပြီးတော့သူဘလို့အတွေးဝင်လာတော့သူဟာတသက်တာတော့ဖူးလုံပြီမှမစားစရာလည်းရှိတယ်နေစရာလည်းအကျယ်ကြီးပဲဒီပေါ်မှာနားပြီးတော့အေးအေးဆေးဆေးပဲဘယ်မှသွားစရာမလိုတော့ဘူးစားရင်ဆင်ကြီးကိုဖောက်စားမယ်နော်စနေကောင်ကြီးကိုဖောက်စားရေရေငတ်လို့ရှိရင် ညည်းညောက်လိုက်ဟန်ကြတယ်ဆိုပြီးတော့တအားအားနဲ့အဲ့ဒီမှသူသဘောကျပြီကန်းကိုမပြန်တော့ဘူးအဲ့ပုံမှာပဲနာနာနေနေနဲ့စင်သားလေးစားလိုက်ရေလေးတောက်လိုက်နာနေလိုက်နဲ့သွားတာတဖြည်းဖြည်းခင်းကမြေရေစည်းတန်တော့မျောသွားလိုက်တာစင်သေးကောင်ကြီးကပဲရောက်တော့တော့ဆိုပင်လေတဲ့ရောက်သွားအဲ့ပင်လေတဲ့ရောက်တာကိုလေသူကမမှုလိုက်သွားတယ် မ်းမမြင်လမ်းမမြင်နေရာရောက်သွားတဲ့အခါစင်လေးကြီးကလည်းရက်ချလာတော့ပုတ်လိုက်နေကပုတ်တော့စင်လေးကအကောင်ကပြက်ပြက်လာဖောင်ပြက်ပြီပေါ့အဲ့ကြတော့အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကန်းလက်ရှာမတွေ့တော့ကန်းလက်ကဝေးကျင်နေဝေးသွားတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်ဟိုပြန်ဒီပြန်နဲ့ပင်လေတဲ့ပဲကြပြီးသေးသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကာမဂုဏ်အာယုံကြောတွေထဲမှာ မဲ့မောနေမယ်ဆိုရင်ဒီနေ့မှကြီးမိုက်ကြီးလူဒုက္ခရောက်လိမ့်မယ်လို့ဟောသွားတာအဲ့ဒါပြိစိခာဘုရားဟောတဲ့တရားပဲအဲလိုတန်ဝေကဖြစ်အောင်တော့ဟောနိုင်တယ်သို့တော့ဝိပဿနာကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရလဲကျင့်ရင်မက်ကိုဘယ်လိုမက်ဘယ်လိုဖြစ်တယ်ဖိုးဘယ်လိုဖြစ်တယ်ဆိုတာဒီလိုဟာမဟောနိုင်ဘူးလို့ဆိုလို့မဟောနိုင်တဲ့အတွက်ကြောင့်ပြိစိခာဘုရားတရားနာပြီးတရားတို့တရားမြတ်ရတယ်ဆိုတော့ပုဂ္ဂိုလ်တို့ဘာမှဖြစ်ဘူး ကိုယ်ပိုင်ညာနဲ့သိပြီးတော့ဒါလင်းတရားတို့တရားမြတ်ရကြတာပိဿကဘုရားတရားကိုမသိနိုင်ဘူးတဲ့ခေါ်နိုင်စွမ်းရှိတဲ့အခုလို့သူသိတဲ့လမ်းကြောင်းအတိုင်းဒီကြံတဲ့ပုံကိုယ်တွေလိုက်ပြီးတော့လိုက်နာကျင့်သုံးဖို့ဒီလိုဟာမျိုးဖြစ်အောင်မဟောနိုင်ဘူးတဲ့ပိဿကဘုရားလည်းတစ်စိမ့်နဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကြတော့ခေါ်နိုင်ပြီးတော့ပိဿကဘုရားဘာလို့မဟောနိုင်နှုံးဆိုတော့ ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူဟာမဟုတ်ဘူးလေဖះဟာဟောတာလေဟိုကဒီလိုတဆင့်တင်ထားတာရှိမှမရှိတာဟောအဲ့ဒါကြောင့်မလို့မတူဘူးရှင်သာရိပုတ္တရာတို့ဟောသမျှတရားသည်ဖះတရားသာဖြစ်တယ်သူကိုယ်ပိုင်တရားမဟုတ်ဘူးပိစိကဗုဒ္ဓကကိုယ်ပိုင်တရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ပိစိကဗုဒ္ဓကိုအာအိမ်မက်နဲ့တူတယ်လို့သူသိတဲ့တရားဟာဒီလိုပြောတာပေါ့နော်ဟုတ်ပါဘူး သို့သော်အဲ့လိုပြောတာကြီးကဟိုဘာကိုဆိုလိုတာတော့ဆိုသူရထားတဲ့မက်ဖို့ရည်ညွှန်းတဲ့အတိတ်ပဲမျိုးပဲဒီတမန်တရားမဟောတာကိုပြောတာမဟုတ်ဘူးเนาะတမန်နဲ့ပြည့်ရောက်အောင်တရားကုသိုလ်ကောင်းမှုလုံးဝမယ်ဆိုတာဒီလောက်ကတော့သူတို့လည်းသိပြောနိုင်တာပေါ့ဒီလိုအခြေခံတရားတွေတော့ဟောနိုင်တယ်ပေါ့ခုနလိုမက်ဖို့နိဗ္ဗာန်ကိုရသွားသည့်ထိအောင်စိုက်ထိတော့အောင်ခြင်းစဉ်တစ်ခု ဟောမပြနိုင်ဘူးတဲ့။ तू ကတော့သိတယ်။ तू သွားတဲ့လမ်းတော့ तू သိတယ်ပေါ့။မှန်ပါဗျာ။သို့တော့အဲ့ဒါကို तू များကိုရှင်းမပြတတ်ဘူးသာ။အခုကိလူတွေလည်းတချို့လည်းပဲသူပစ္စေကဘုရားလောင်းမဟုတ်ပစ္စေကဘုရားမဟုတ်ပေမဲ့လို့ငါမပြောတတ်ဘူးတော့ငါတော့သိတော့သိတယ်။ဒီလိုလူလည်းရှိသေးတာဟုတ်လေ။မှန်ပါဗျာ။ပြောမပြတတ်ဘူးတဲ့။ဒီလိုရှိတယ်။အဲ့တော့ပြောပြတယ်ဆိုတာလေလွယ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်။ အေပစ္စေကဗုဒ္ဓကိုယ်ပိုင်ဉာဏ်နဲ့အတိအတိပတ္တိကုလာကိုယ်ပိုင်ဉာဏ်နေနဲ့တရားတို့တရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပစ္စေကဗုဒ္ဓလို့ခေါ်တယ်